္ဂလာပါပရိသတ်ကြီးတမိနစ်အတွင်းနိုင်ငံရေးသတင်းကားပုတ်ကိုတင်ဆက်ပေးသွားတော့မှာပဲဖြစ်ပါရရှင်ပထမအဆုံးသတင်းတစ်ပုတ်ကတော့ဂျာမနီနိုင်ငံရှိမြူးနင်းမြို့ကောင်းကင်ရံထက်တွင် drone များပြန်တန်းနေတာကိုတွေ့ရှိခဲ့တဲ့အတွက်လေယာဉ်များအားကန်ဆယ်ခဲ့ရပြီးလေဆိပ်အားယာယီပိတ်ချခဲ့တဲ့ဆိုတဲ့သတင်းမဲ့ဖြစ်ပါရရှင်အာဏာပိုင်များကတော့ယခုလို drone ပြန်တန်းမှုဖြစ်စဉ်များဟာဥရောပတွင်ထက်ကတလဲလဲဖြစ်ပွားနေတယ်လို့သတိပေးပြောကြားခဲ့ပါသေးတယ်ရှင်ဒုတိယသတင်းတစ်ပုတ်ကတော့ကနေဒါနိုင်ငံ Kievs မြို့တွင်မာဖီးယားခိုင်းကောင်းဆောင်တအုပ်ဖြစ်တဲ့ Charlotte Lambo Steel Logo စာ Starbucks Coffee ဆိုင်ထဲ၌နေကင်းကြောင်တောင်ပြစ်ခတ် ခံခဲ့ရပြီးတိတ်ဆုံးခဲ့ရတဲ့ဆိုတဲ့သတင်းတွေဖြစ်ပါရဲ့ရှင်။ရဲရဲရှိများကတော့ထိုပစ်ကတ်မှုဟာလူစုကိုင်းများကြားပဋိပက္ခဖြစ်ပွားမှုကြောင့်ဖြစ်ပေါ်လာတဲ့ပြစ်မှတ်ထားတိုက်ခိုက်မှုလို့ဆိုပါရဲ့ရှင်။တတိယသတင်းတစ်ပုဒ်ကတော့ UK အာဂါဇာတပ်ဖွဲ့မှုကရုရှားနိုင်ငံဟာအင်္ဂလန်နိုင်ငံရဲ့ဂျိုဒုများကိုထပ်ခါတလဲလဲတိုက်ခိုက်နေကြောင်းသတိပေးပြောကြားခဲ့တဲ့ဆိုတဲ့သတင်းတွေဖြစ်ပါရဲ့ရှင်။ဆက်သွယ်ရေးများနှင့်စစ်ရေးသတင်းပို့ဆောင်မှုဆွမ်းရည်များအားရှော့ချရန်အတွက်အခုလိုပြစ်မှတ်ထားတိုက်ခိုက်နေကြောင်းလည်းသတိပေးပြောကြားခဲ့ပါသေးတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့အစ္စရေးနိုင်ငံကပါလက်စတိုင်းကူညီထောက်ပံ့ရေးစစ်သင်္ဘောအုပ်စုများထဲမှနောက်ဆုံး ံးတစ်စီးဖြစ်တဲ့42စီးမြောက်သင်္ဘောအားတားဆီးကရက်တန့်စေခဲ့တဲ့ဆိုတဲ့သတင်းပဲဖြစ်ပါရရှင်ထိုသင်္ဘောငယ်ဟာဂါဇာမြို့အနီးရေတပ်အတားဆီးအားဖြတ်ဝင်ရန်စ조사ခဲ့တာကြောင့်ယခုလိုပြုလုပ်တာလို့ဆိုပါရရှင်နောက်ဆုံးသတင်းဒီပုတ်ကတော့ American Camera Donald Trump Social Media ပေါ်ရင်အသုံးပြုသော ICE Blog နိုင်ငံတွင်ဝင်ရောက်နေထိုင်သူများအားတားမြစ်ဆိုသော application အား Apple Company ဘက်မှဖယ်ရှားလိုက်တယ်ဆိုတဲ့သတင်းပဲဖြစ်ပါရရှင်ထို application ဟာအမုန်းစကားဖြန့်ဝေမှုများနဲ့အခြားသောစီးနှင်းစည်းကမ်းများနဲ့မကိုက်မီရာကြောင့်အခုလိုပြုလုပ်လိုက်တာလို့ဆိုပါရရှင်